ပွေပွေလင်းလင်းပြောပြလာတဲ့မမလွင်ဗိုက်တမအလုံးမေမလာပါရှင်မြမလွင်ရေးစင်ကစားသမားမမလွင်ကတော့တလုံးသေးတော့တွင်ကိုဖြင့်မယူကိုအနိုင်ရရှိခဲ့ပါရယ်မလေးရှားနိုင်ငံဘူကေချာလီကွင်းမှာကြည်ကြည်ချီဆန်းဝဲအဖြစ် ပိုကစ်ကြလီကွင်းမှာစစ်ကြည်ရေးချေဆန်းပွဲဖြစ်အာဆီယံအကောင်ဆုံးအော်စတာအတင်းနဲ့မိုင်ယူနိုက်တက်အတင်းတို့ရှင်ပြိုင်ကစားခဲ့ကြပါရီအဲဒီပွဲမှာတော့အာဆီယံတဲ့ဘက်ကနေမမောက်လူရဲ့တလွန်တီတော့တွင်ကိုဖြစ်အနိုင်ရရှိခဲ့ပါရီမလေးရှားနိုင်ငံပိုကစ်ကြလီကွင်းမှာရှင်ပြိုင်ကစားခဲ့ကြတဲ့မိုင်ယူအတင်းဖက်မှာတော့ကမ္ဘာကျော်ကစားသမားများဖြစ်ကြတဲ့ကာနာချိုဘရူနိုဖာနန်ဒက် ကိုဗီမိုင်နိုဂျူနီအီဗန်မက်ဂွိုင်ယာကာဇာမေယိုတာလွန်စားရဲကစားသမားများပါဝင်ခဲ့ပါတယ်မြန်မာလေရေးစင်ကစားသမားမမလွင်ကတော့သွင်းကိုကိုရယူပေးနိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်ဆီယာနေဇာစီကိုလမ်းဆောင်ရရှိခဲ့ပါရယ်မြန်မာလက်ရွေးစင်ကစားသမားမမလွင်ကတော့မြန်မာကစားတင်မှာပထမဆုံးဂိုတွင်းယူနိုက်တက်ကစားသမားလေးဖြစ်ပါရယ်နမည်ကျော်မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ရခဲ့တဲ့အာဆီယံအော်စတာအသင်းကိုမလေးရှားဝန်ကြီးချုပ်အနဝါအီဘရာဟင်ကကြီးကျယ်ပြောဆိုလာခဲ့ပါရယ်မေနဆာရှိရဲ့ညနေပိုင်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ဖူကေတာလီအကစားကွင်းမှာ Manchester United အတင်းနဲ့ ASEAN All Star အတင်းတို့ရှင်ပြိုင်မှုကိုမလေးရှားဝန်ကြီးချုပ်လည်းဖြစ်သလိုလက်ရှိ ASEAN အလဲအကျောက်ဥက္ကဋ္ဌလည်းဖြစ်တဲ့ Anwar Ibrahim တက်ရောက်ဂုဏ်ပြုပေးခဲ့ပါရယ်အဆိုပါပြိုင်ပွဲမှာမြန်မာလူရွေးစင်ကစားသမားမမလွင်တင်ယူခဲ့တဲ့ဦးဆောင်ကိုတကူနဲ့ ASEAN All Star အတင်းက Manchester United အတင်းကိုအနိုင်ရခဲ့တာပါမြန်မာလူရွေးစင်ကစားသမားမမလွင်ကအဲအကျောင်းတွင်နဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါရယ်မမလွင်ကကျွန်တော်လေးမယူဖန်တက်ရောက်ပါ အခုလိုမျိုးကိုတွင်းနိုင်လိုက်တာအိမ်မက်တခုလိုပါပဲကိုကြိုက်တဲ့အတင်းနဲ့လေကစားရီအနိုင်ကိုလည်းတွင်းနိုင်တယ်ဆိုတော့ဒီအမတ်တယောက်ကိုဖက်တော်မှမေးမှာမဟုတ်ပါဘူးနောက်လေဒီတက်မကပို့ပြီးတော့စူးစမ်းသွားမှာပါမန်ချက်စတာယူနိုက်တက်အတင်းခေါင်းဆောင် ဘရူနိုဖာနန်တန်းစီကနေဂျာစီကိုလက်ဆောင်ရခဲ့တယ်။သူကအရင်ကိုဖော်ရပြီးစိတ်ကောင်းရှိတဲ့သူပါလို့မြမလေးရစဉ်ကစားသမားမမလွင်က ပြောပြလာခဲ့ပါရယ်။မမလွင်ကတော့သူအနေနဲ့ဒီထက်မကပူပြီးတော့ကြိုးစားသွားမယ်လို့ဆိုပါရယ်။မြမလေးရစဉ်အတင်းဖော်ရရဲ့သူရဲ့ကောင်းတက်ဖွဲ့ရဲ့ကြိုးစိုးခြင်းကိုခံခဲ့ရတဲ့မယွေအတင်းဖတ်သူအနိုင်ကိုကျွင်းရှင်မမလွင်ကတော့ပါကစ္စတန်ရဲ့အာရှဘလာခြေစစ်ပွဲအတွက်လေ့ကျင့်မှုများပြလို့နေတဲ့မြမလေးရစဉ်အတင်းရဲ့လေ့ကျင့်ခန်း training တွေမှာပြန်လည်ပူပေါင်းလာပြီးဖြစ်ပ ပါတယ်။မမလွေဝင်ရောက်မကစားခင်မှာတော့အာဆီယံအော်စတာအတင်းဟာမန်ချက်စတာယူနိုက်တက်အတင်းဘက်ကိုဂိုးတွင်းဖို့ခက်ခဲနေကြဖြစ်ပြီးမမလွေဝင်ရောက်လာပြီးနောက်ဝန်ဆောင်ဂိုးနဲ့အတူမန်ချက်စတာယူနိုက်တက်အတင်းကိုတကူကူမရှင်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေ့လေးကျေးဇူးအများကြီးတင်ပါတယ်။